အမျိုးဘာသာသာသနာကိုတောက်လျှောက်ရှင်လို့ရှိရင်ဒါတွေကိုအရင်ထိန်းကမှာအဲ့ဒါတွေကိုကိုမလုံးမိအောင်အရင်ကြိုးစားရမှာတိလာကိုလူမျိုးကိုပညာတတ်အောင်အရင်သင်ပေးရမှာကိုလူမျိုးကိုအရင်သိတတ်မြင်အောင်သင်ပေးရမှာနော်ဘယ်မြတ်တပြည့်ရဲ့သာသနာကကြတော့အပြင်နဲ့အတွင်းဆိုလို့ရှိရင်အတွင်းကိုအဓိကထားတာအဲ့ဒါကြောင့်နံပါတ်1ကိုရဲ့သိတတ်ကအမျိုးကိုစောက်ရှောက်ရှင်ပြီလား ဘာသာသာသနာကိုစောက်ရှောက်ရှင်ပြီလားအလတ်ကိုစိတ်ကိုကိုနမတိအရင်ပြင်းနမနေကိုဘေးပတ်ဝန်းကျင်အရင်ပြင်းနမတောကိုနိုင်ငံထဲမှာရှိတဲ့ကိုရဲ့ဘာသာဝင်သာသနာဝင်တွေကိုအရင်ပြင်းပေါ့နော်သူတော်နဲ့မဆိုင်ဘူးငါစိတ်ကြမ်းမှာမသက်ပြတရားတွေကို ကြောင်နေပြီလားငါတိတကားကိုနားထောင်နေပြီလားအရင်မေးတလားအတွင်းနဲ့အပြင်ဆိုလို့ရှိရင်အတွင်းကိုအတိကထားတဲ့သာသနာဒီသာသနာနော်ငါကဟိုဖျားခေါ်ရကိုဒီတကားကိုရှင်းပြနိုင်အောင်ပိုင်နေနေပြီလားငါရဲ့ကိုကျင့်တရားကငါသူတပားရဲ့ဘုရားဘာသာမင်းရဲ့အကြီးအကျယ်ကိုခံနိုင်နေပြီလား အရင်မရတယ်အကွက်ရဲ့မခံနိုင်သေးဘူးသူလို့ကျင်ခံနိုင်အောင်လုပ်ရတယ်ဗျာဒီလိုပါလေပြဿနာတွေကိုမရှင်းနိုင်သေးသေးပေါ့အမျိုးပါဒသာသနာတို့အော်နေတဲ့အလကားပဲနော်နံပါတ်1ကို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 အရင်မေးအာဒီမှာဖျောက်ခေါ်လို့ငါတက်မြောက်နေမိလားတင်ကြားနိုင်မိလားပေါ့နော်လူများကိုခြားပြနိုင်မိလားအရင်မေး ပြီးလို့ရှိရင်ငါရဲ့စိတ်ဓာတ်ကငါရဲ့ကိုကျင့်တရားကလူများကြီးညိုတရားကောင်းအောင်ရှိနေပြီလားအရင်မေးမရှိသေးရင်ဖြစ်အဲ့ဒါမှအမျိုးဘာသာသာသနာကိုထောက်ချောက်တာ